ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတကတော့တောင်တာမြို့နယ်ကြေးရွာတွေကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှစစ်သား18ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းတောင်သာမြို့နယ်ကြေးရွာတွေကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား18ဦးသေဆုံးခဲ့ကြောင်းမြင်းကြံခရဲအမှတ်3တပ်ရင်းဒုတပ်ရင်းမှုကိုမင်းသားကြီးကပြောဆိုပါတယ်။နိုဝင်ဘာလ29ရက်နေ့တောင်သာမြို့ပေါ်မှာလက်သေးချင်းမြင့်တေရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာကြောင်းသတင်းရရှိတဲ့အတွက်မြင်းကြံခရဲအမှတ်3တပ်ရင်းမှဒုတပ်ရင်းမှုမင်းသားကြီးဦးဆောင်တဲ့စစ်ကြောင်းနဲ့မဟာမိတ်အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်ဘက်မှစစ်သား၁၀ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရှိရပါတယ်။အဲဒီနောက်အကြံဖတ်စစ်တပ်ကတာလွန်အင်အားနဲ့မြင့်တရွာမှာရှိတဲ့ပြည်သူနေအိမ်တချို့ကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းဒီဇင်ဘာလ၂ရက်နေ့မှာလဲတောင်တာမြို့မှာစစ်တပ်ကမကြီးပင်တေရွာဘက်ကိုအင်အားအများပြားနဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်မြင်းကျန်ခရိုင်အမှတ်၃တပ်ရင်းတခွဲ၁တခွဲမှုငတုံဥဆောင်တဲ့စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ပွဲများမှာစစ်တပ်ကအထိနာပြီးပဲခင်းကျော်ရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်ကပြည်သူနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ကြ။အဲ့ဒီလိုမိရှို့နေစဉ်တွင်မြင်းချံခဲအမှတ်3တရင်မှဒုတက်ရင်မှုမင်းသားကြီးဦးဆောင်တဲ့စစ်ကြောင်းနဲ့မဟာမိတ်တပ်တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်တပ်ကတောင်သားမျိုးပေါ်ကိုပြန်လည်ဆုတ်ခွာခဲ့ကြ။စစ်တပ်ရဲ့မိရှို့ဖျက်ဆီးမှုကြောင့်ပေကင်းရွာကျော်မှာရှိတဲ့နေအိမ်80လုံးမိလောင်ပြကျခဲ့ရကြောင်းသိရှိရပါတယ်။ တော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုအတွင်းအကြံဖတ်စစ်တပ်ဘက်မှစစ်သား9ဦးသေဆုံးကတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်စစ်ခွေးသေးစင်းကတော့ထက်သေးဆုံးတာမျိုးမကြရသေးဘူးပြည်သူတွေကိုဖမ်းဆီးခံရတာမျိုးမရှိသေးပါဘူးလို့မြေကြံခရိုင်အမတ်သုံးတပ်ရင်းရဲ့ဒုတရင်းမှုကမင်းသားကြီးကဆိုပါတယ်မန္တလေးတိုင်းတောင်တာမြို့နယ်မှာလာမယ့်ကာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ဖို့စစ်တပ်ကနေမြေရှင်းလင်းရေးအမည်နဲ့စစ်ကြောင်းထုံးမှုများစက်တိုက်လှုပ်ဆောင်နေကြောင်း တော်လိုင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုကြရသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နိုင်ငံလေးချောင်းရံပြူဟာမလွတ်တင်တဲ့တိုက်ခိုက်ရေး drone အကြီးစားတစ်စင်းကိုအေအေမှဖျက်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်အမ်ဘရန်လန်ယူတောင်ပေါ်မှာတည်ရှိတဲ့ပြူဟာစခန်းတစ်ခုဖြစ်တဲ့နိုင်ငံတောင်လေးချောင်းရံကာကွယ်စခန်းမှာလွတ်တင်လိုက်တဲ့တိုက်ခိုက်ရေး drone အကြီးစားတစ်စင်းကိုအရက်ကတက်တော်အေအေကဖျက်ဆီးလိုက်တယ်လို့သတင်းရရှိပါတယ်ဂျမနီညာက၎င်းတိုက်ခိုက်ရေး drone ဟာ ခင်ရန်ဘုံသည့်အစုံနဲ့ကိုကြီးကြည့်ရအနီးအေးအေးထင်းချုံနေရာတစ်ခုကိုတိုက်ခတ်ရင်လာစင်မှာဤပညာအသုံးပြုပြီးဖျက်ချလိုက်ခြင်းဖြစ်တယ်လို့ဒေတာကန်စီသတင်းရှိမြစ်ကပြောပါတယ်ဒီတိုက်ခတ်ရေး drone ကအရင် drone ကြီးတွေထက်ကြီးတယ်အေးဘက်ကတော့ဂျမားဤပညာသုံးပြီးဖျက်ချလိုက်နိုင်တယ်လို့ဆိုပါတယ်အရကတ်တက်တော်တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုစစ်ကောင်မရှင်ရဲ့မကွေးတိုင်းဝင်ပေါက်ရှိနေရီကန်တောင်လေကြောင်းရံကာကွယ်ရေးဗျူဟာမှကင်းထောက် drone ကနေရာရှာပြီးတိုက်ခတ်ရန်တက်လာစင်မှာ ယမန်နီးညကအေပတ်မှနှီးပညာနဲ့ဖျက်ချလိုက်မှုကြောင့်ပြက်ကြကပေါက်ကွဲသွားတယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ဟာနရီကန်လီချောင်းရံဗျူဟာကိုအေရဲ့ဖျက်တော့မှုဝိုင်းဝန်းပိတ်ဆို့မှုများကိုခက်ခဲစွာခံနေရပြီးကုန်းလမ်းမှထိုးစစ်ဆင်နေတဲ့စစ်ကြောင်းများမှလည်းအဆက်အသွယ်ပြတ်တောက်ကပစီကြီးရွာနဲ့ကိုကြီးကြီးရွာကိုမကျော်နိုင်ပဲတက်ဆုံနေရတယ်လို့ဒေသခံတွေကဆိုပါတယ်ထိုးစစ်တွေကပစီနဲ့ကိုကြီးကိုမကျော်နိုင်ဘူးသူတို့ဘက်ကတိုးလာရင် အေဘက်ကဖျက်တိုက်တယ်တက်ပြန်ဆုံနေရတယ်လို့ဆိုပါတယ် ထိုးစစ်အောင်မြင်မှုမရရှိတဲ့အတွက်စစ်ကော်မရှင်ကနေရီကန်တောင်ပတ်ဝန်းကျင်ကြီးရွာတွေကို drone လက်နက်ကြီးလေယာဉ်တိုးနဲ့နေ့စဉ်ပစ်ခတ်နေတယ်လို့သိရှိရပါတယ်။ယခုလိုပြောမှုကိုတိုင်းကိုကဲအုပ်ချုပ်နေတဲ့နေရီကန်တောင်ပြည်ဝကိုနေ့စဉ်စစ်ကော်မရှင်ဟာ Y8 Y12 လင်းရင်အမျိုးအစားနဲ့စာနယ်ရိက္ခာခေရန်စသည်တို့ကိုနေ့စဉ်ပူပေးနေရတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်ရှိန်မြင့်ဖို့ဘကူတိုင်းစစ်ထဏာကို NUG လက်နက်တပ်ဆင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မြို့သားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနေပြည်တော်တိုင်းစစ်ထဏာကိုလက်နက်တပ်စင်လွှဲပြောင်းပေးရခဲ့ကြောင်းအမှတ်နှစ်စစ်စင်ရေးနေပြည်ကသတင်းထုတ်ပြန်ပါတယ်အမှတ်နှစ်စစ်စင်ရေးနေပြည်စစ်စင်ရေးမှုရဲဘော်တင်ဦးကဘကိုးတိုင်းစစ်ထဏာကိုလက်နက်တပ်စင်လွှဲပြောင်းပေးရခဲ့ကြောင်းယမနစ်ဒီဇင်ဘာလ9ရက်နေ့မှာအတိပေးထုတ်ပြန်ထားပြီးလွှဲပြောင်းပေးအပ်တဲ့နေ့ရက်နဲ့အချိန်ကိုတော့ဖော်မပြထားပါဘူးပြည်သူ့ကာကွယ်တပ်မတော်စီယုံကျုပ်ဤ လက်ညွန်ကြံများနဲ့အညီစစ်စင်ရေးများကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ရန်အတွက်အမတ်နှစ်စစ်စင်ရေးနေမြေကိုကဲမှုအောင်ရှိတက်ဆိုင်ရာတိုင်းစစ်ထဏာများကိုလက်နက်တက်ဆင်ပေးရခြင်းများကိုပြုလုပ်ဆောင်ရွက်လျက်ရှိသည်လို့လည်းထုတ်ပြန်ထားပါတယ်။အမတ်နှစ်စစ်စင်ရေးနေမြေမှာဘကိုးတိုင်းစစ်ထဏာ၊နေပြည်တော်တိုင်းစစ်ထဏာ၊ရန်ကုန်တိုင်းစစ်ထဏာနဲ့အေရော်ရီတိုင်းစစ်ထဏာတို့ပါဝင်ပါတယ်။ယခုဘကိုးတိုင်းစစ်ထဏာကိုလက်နက်လွှဲပြောင်းပေးအပ်မှုမှတ်တမ်းတပ်ပုံအရလက်နက်အလက်30ပေးရခဲ့တာကိုတွေ့ရှိရပါတယ်။ ကိုတိုင်းစစ်တနာလက်တလုံးမှာစစ်စင်ရေးနေမြေတွင်စီးရေးအရှိမြစ်ပေါ်ဆောင်လျက်ရှိပါတယ်။ပကိုတိုင်းစစ်တနာမှာတာယာဝရီခိုင်နဲ့ပကိုခိုင်နှစ်ခုပါဝင်ပြီးအဲ့ဒီအထက်ကလက်ပဒန်း၊နတ်တလင်းပေါင်းတယ်၊ကျိုပင်ကောက်၊ဇီးကုံမြို့နယ်တွေကစစ်ကောင်စီတပ်ဖွဲ့တွေကိုဂိစခန်းတွေကိုနိုဝင်ဘာလအတွင်းတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးတွေပေါ်ဆောင်ခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံထိခိုက်တာလက်နက်တွေတင်စေရမိတာတွေရှိခဲ့ပါတယ်။ပကိုတိုင်းစစ်တနာအနေနဲ့ PDF တရင်တက်ဖွဲ့တွေပူပေါင်းပြီးစီရေးဖော်ဆောင်နေတယ်လို့ကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL အပါအဝင်မဟာမိတ်တွေနဲ့ပူပေါင်းစစ်ဆင်ရေးဖော်ဆောင်နေတာလည်းရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြေပြင်စွမှုထိန်းချုပ်နေမြေတွေကိုလက်တွေ့ကြကြစီမံအုပ်ချုပ်နိုင်ရေး NUG ကိုပြုပြင်ပြောင်းလဲလိုက်ပြီးဝန်ကြီးဌာန18ခုမှ12ခုထိရှော့ချကဌာနတချို့အောင်စီခြင်းဖြတ်သိမ်းခြင်းများလှုပ်ဆောင်ခဲ့တယ်လို့ဝန်ကြီးချုပ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် တော်လိုင်းတက်တွေတင်ပိုက်ထားတဲ့မြေပြင်စုမှုထင်းကျုံနေမြေတွေကိုလက်တွေ့ကျကျစီမံအုပ်ချုပ်နိုင်ရေး NUG ကိုပြုပြင်ပြောင်းလဲလိုက်ပြီးဝန်ကြီးဌာန18ခုမှ12ခုထိ short ချကဝန်ကြီးဌာနတချို့ပေါင်းစည်းခြင်းဖြတ်သိမ်းခြင်းများလှုံ့ဆော်လိုက်ကြောင်း NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောဆိုလိုက်ပါတယ်။ NUG ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးပြည်သူများကိုဝန်ကြီးချုပ်ကအထက်ပါအတိုင်းတီးပေးပြောဆိုလာခြင်းဖြစ်ပြီးဝန်ကြီးဌာနတွေကိုပေါင်းစည်းခြင်းနဲ့ဖြတ်သိမ်းခြင်းများလှုံ့ဆော်ခဲ့ခြင်းမှာအစိုးရကိုထိထိရောက်ရောက် ကြည်ကြည်လည်လည်ဖြစ်စေရန်ဖြစ်ကြောင်း၎င်းကရှင်းပြပါဗါးတိုးတက်ပြောင်းလဲလာတဲ့တော်လန်ရေးရဲ့အခြေအနေတွေအရမြေပြင်စုမထိန်ချုပ်နေမြေတွေမှာလက်တွေ့ကျကျစီမံအုပ်ချုပ်ရေးတွေလူဆောင်နိုင်ဖို့နဲ့အကန့်အသတ်ရှိနေတဲ့လူဆွာအရင်းမြစ်တွေဗန္နာရေးငွေရေးအရင်းမြစ်တွေကိုထိထိရောက်ရောက်နဲ့ကြည်ကြည်လည်လည်အကျိုးရှိအောင်တိုးပြနိုင်ဖို့ဝင်ကြီးဌာနကို18ခုမှ12ခုထိရှော့ချဖွဲ့စည်းခဲ့ပါတယ်ဝင်ကြီးဌာနအချို့ဟာလုတ်ပိုင်ကွင်းနဲ့တာဝန်တွေထပ်တူနှိပါဖြစ်နေတာကြောင့်ပေါင်းလိုက်ရတာမျိုးရှိတယ်လို့ တချို့ဌာနတွေကတော့လက်ရှိတော်လှန်ရေးကာလအတွင်းအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ရန်အကန့်အသတ်ရှိတဲ့အတွက်ဖြတ်သိမ်းလိုက်ရတာမျိုးလည်းရှိပါတယ်။တချို့ဌာနတွေကတော့ဝန်ကြီးဌာနအနေနဲ့မဟုတ်တော့ဘဲဌာနကြီးတစ်ဖွဲ့စုဖွဲ့လှုပ်ဆောင်သွားဖို့လည်းရှိပါတယ်လို့ NUG ဝန်ကြီးချုပ်ကဆိုပါတယ်။ NUG အနေနဲ့တိုင်းဒေသတော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းနိုင်ရေးကြိုးပမ်းနေကြောင်းလက်တလောအကန့်အသတ်များစွာရှိနေတဲ့အတွက်ပထမအဆင့်အနေနဲ့တော့ NUG ပြုပြင်ပြောင်းလဲရေးကိုဦးစားပေးဆောင်ရွက်ခဲ့ကြောင်းဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကဆိုပါတယ်။ ပုံမထိရောက်တဲ့အစိုးရဖြစ်စေဖို့ပုံမအားကောင်းတဲ့စုဖွဲ့မှုမျိုးအောင်မဖြစ်မနေလိုအပ်တယ်ဆိုတာကိုလည်းကောင်းစွာသဘောပေါက်တဲ့အတွက်တိုင်းဒေသတော်လှန်ရေးအင်အားစုတွေကျေပြန့်စွာပါဝင်နိုင်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့လည်းတိုင်းဒေသလက်နက်ကိုင်အင်အားစုကြီးတွေဟာမြို့သားညီညွတ်ရေးအစိုးရမှပူးပေါင်းပါဝင်ပြီးတော်လှန်ရေးရှေ့ခရီးကိုအတူတကွဆက်ဖို့ရန်အတွက်သမိုင်းကြောင်နောက်ခံအကြောင်းအရာများနဲ့အကန့်အသတ်များရှိနေကြပုံပေါ်ပါတယ်။ဒါကြောင့်ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ပထမအဆင့်မှာတော့ အစိုးရအတွင်ပြုပြင်ပြောင်းလဲရေးကိုတော့ဥစွာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်လို့သူကဆက်ပြောပါတယ်။ NUG အနေနဲ့ဒုတိယအဆင့်တတိယအဆင့်ပြုပြင်ပြောင်းလဲရေးတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးနောက်ဆုံးမှာအတွင်ကူးပြောင်းရေးအစိုးရတရက်ကိုလည်းဖွဲ့စည်းနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်းသူကထုတ်ပေါ်ပြောဆိုပါတယ်။ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာတော့အခုကြစ်ကြစ်လစ်လစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်အင်အားစုတွေရဲ့ကိုစားပြမှုတွေပုံမပါဝင်နိုင်မဲ့ ပြည်သူတွေမျော်လင့်တောင်းတနေကြတဲ့အကောင့်တဲ့အစိုးရတရက်ဖွဲ့စည်းနိုင်ဖို့ရည်ရွယ်ပါတယ်။တတိယအဆင့်ကတော့ Federal Democracy ပြည်ညင်ပါလမ်းပြမြေပုံတွေကအတိုင်းအကြံဖတ်စစ်အုပ်စုကိုအပြည့်အတိုင်းဖြိုချပြီးနောက်အသွင်ကူးပြောင်းရေးအစိုးရတရက်ကိုဖွဲ့စည်းတောင်းနိုင်ဖို့ပဲဖြစ်ပါတယ်။ပြုပြင်ပြောင်းလဲရေးပထမအဆင့်ရဲ့အတိတ်ကရည်ရွယ်ချက်ကတော့လက်တွေ့တော်လှန်ရေးကိုဦးဆောင်နေရတဲ့အစိုးရအဖွဲ့ကိုကြစ်လက်ခိုင်မာပြီးတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အစိုးရတရက်ဖြစ်စေဖို့ပဲဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကဆက်လက်ပြောဆိုပါတယ်။ပြုပြင်ပြောင်းလဲလိုက်တဲ့ NUG အစိုးရအဖွဲ့မှတမရဦးဝင်းမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တို့ကနိုင်ငံတော်အကြီးအကဲအစိုးရခေါင်းဆောင်များဖြင့်ဆက်လက်ပါဝင်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ပုတလင်မြို့မှတပြေးပြင်းရော်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်မှုများပြားပြီးကားနဲ့တေယူသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းပုတလင်းမြို့မှာတပြေပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်ခွေးများထိခိုက်မှုများပြားပြီးကားနဲ့သေယူသွားကြောင်းပုတလင်းမြို့နယ်ပတ်ကပ်ဖားမှတာဝန်ရှိသူအဖြူရောင်ကြွက်ကလေးကပြောဆိုပါတယ်ဒီဇင်ဘာလ9ရက်နေ့မနက်09:15မိနစ်ခန့်မှာပုတလင်းမြို့မှာတပြေပင်ရွာကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရင်တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုများပြားပြီးဒဏ်ရာရစစ်သားတွေကို ကားနဲ့ပူတလင်မြို့စစ်တပ်အထိုင်ကိစခန်းကိုပြန်လည်ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ဒီနေ့မနက်ပိုင်းပူတလင်မြို့တဲကနေတပြေးပင်ရွာကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးသေးစရင်ကိုတော့အတိမပြုတ်နိုင်သေးဘူး။စစ်ခွေးတွေထိခိုက်မှုများပြားပါတယ်။ဒဏ်ရာရစစ်ခွေးတွေကိုကားနဲ့ပူတလင်မြို့အထိုင်စခန်းကိုပြန်ပို့လိုက်တယ်လို့သိရတယ်လို့ပူတလင်မြို့နယ်ပကဖမတာဝန်ရှိသူအဖြူရောင်ကျွတ်ကလေးကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပူတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်း ညောင်ဦးခရင်တရင်တုံဘုတလင်မြို့နယ်ပကဖအဖွဲ့ PA ဘာမာအာမီတရင်တပြည်သူအတန်တိုက်ခိုက်ရေးအဖွဲ့တပင်းရင်နဲ့ဘူတောက်တဲ့အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ယနေ့ပြုလုပ်မဲ့ပြည်လုံးကျွတ်အတန်တိတ် တပိတ်မှာပြည်သူများပါဝင်ကြဖို့ NUG ဝန်ကြီးဒေါက်တာဇော်ဝေစုတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်အပြည်ပြည်ဆိုင်ရာလူခွင့်ရင်းနေဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာပြုလုပ်မဲ့ပြည်လုံးကျွတ်အတန်တိတ် တပိတ်မှာ ြည်သူများပါဝင်ကြဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာစိုးဝီစုကတိုက်တွန်းလိုက်ပါတယ်ဒီဇင်ဘာလ10ရက်နေ့မနက်10:00နာရီမှညနေ3:00နာရီထိအပြင်းမထွက်အတန်တိတ်တပိတ် Silent Strike မှာပြည်သူများပါဝင်ကြဖို့တိုက်တွန်းလိုကြောင်းအတန်တိတ်တပိတ်ရဲ့ရည်ရွယ်ချက်တောင်းဆိုချက်အနေနဲ့သမရဥဝင်းမြင့်နဲ့ဒေါ်စန်စုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများချက်ချင်းလွတ်မြောက်ရေးစေအုပ်စုရဲ့အတူအယောင်တရားမဝင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ရေး စေဥစုရဲ့အတ္တမစစ်မှုထံဥပဒေကိုစန့်ကျင်ဖြစ်ကြောင်းဒေါက်တာဇော်ဝေစုကဆိုပါတယ်။ Silent Strike အပြင်းမထွက်အတန်တိတ်တပိတ်ဒီဇင်ဘာလ10ရက်နေ့မနက်10:00နာရီမှညနေ3:00နာရီအထိပြည်သူအလုံးပါဝင်ဆင်နွှဲကြလို့ဒေါက်တာဇော်ဝေစုကဆိုပါတယ်။အကြံဖတ်စစ်တပ်ကအတန်တိတ်တပိတ်ဖြစ်မှာကိုအလွန်စိုးရိမ်နေပြီးဈေးများဆိုင်များအလုပ်ရုံများနဲ့ကုမ္ပဏီများမပိတ်ရန်ပိတ်ထားတဲ့ဆိုင်ဈေးအလုပ်ရုံနဲ့ကုမ္ပဏီတွေကိုအရေးယူရန်ပြည်သူများပါဝင်တဲ့လမ်းပေါ်လှုပ်ရှားမှုများ ဈေးရောင်းပွဲတော်များဆောင်ရွက်ရန်အမိညွှန်ကြားချက်တစ်ရက်ကိုထုတ်ပြန်ထားပါတယ်။ကျန့်ဖို့ပါတီကလည်းအတန်တိတ်တပိတ်ကိုဖျက်ဆီးဖို့ဒီဇင်ဘာလ10ရက်နေ့မဲဆွယ်စီရင်တဲ့လှုပ်ရှားမှုတွေကိုပါတီဝင်အင်အားအများပြားနဲ့ဆောင်ရွက်ဖို့ကျန့်ဖို့ဗဟိုက မြို့နယ်ကျန့်ဖို့ပါတီများနဲ့အမတ်လောင်းများထံကိုညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့နိုင်ငံတကာသတင်းကတော့နေဆက်တိုက်ပွဲနှစ်ရက်အတွင်းကမ်ဘောဒီးယားအရက်သား9ဦးသေဆုံးခဲ့ပြီး20ဦးဒဏ်ရာရရှိကာ ထိုင်းစစ်သား၃ဦးသေဆုံးက29ဦးဒဏ်ရာရခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်ရက်ဆက်တိုက်တိုက်ပွဲတွင်ကမ်ဘောဒီးယားဘက်မှအရတား၉ဦးသေပြီး20ဦးဒဏ်ရာရနေတယ်လို့ထိုင်းစစ်သား၃ဦးသေပြီး29ဦးဒဏ်ရာရရှိနေတယ်လို့သိရှိရပါတယ်။အဆိုပါနေဆက်တိုက်ပွဲများနဲ့ပတ်သက်ပြီးကမ်ဘောဒီးယားကာကွယ်ဝင်ကြီးဌာနရဲ့ယမနစ်ဒီဇင်ဘာလ9ရက်နေ့ထုတ်ပြန်ချက်မှာနှစ်ရက်တာတိုက်ပွဲအတွင်းအရတား၉ဦးသေဆုံးပြီး20ဦးဒဏ်ရာရထားတယ်လို့ထိုင်းစစ်တပ်ကလည်း ထိုင်းစစ်သား3ဦးသေဆုံးခဲ့ပြီး29ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြောဆိုထားကြောင်းအယ်ဂျာစီရာသတင်းမှဖော်ပြထားပါတယ်။ကမ်ဘောဒီးယားစစ်တပ်က BM21 rocket ဒုံးကျည်တွေနဲ့ထိုင်းဘက်ကိုပစ်ခတ်နေတယ်လို့ထိုင်းစစ်တပ်ကလည်း F16 လေယာဉ်တွေနဲ့ကမ်ဘောဒီးယားရဲ့စစ်ဘက်ပစ်မှတ်တွေကိုဘုံကျင့်နေတယ်လို့လည်းထိုင်းချီဆိုင်သတင်းရှင်းမှဖော်ပြပါတယ်။ထိုင်းတပ်မတော်နဲ့ရပ်ဖက်အာဏာပိုင်တွေကထိုင်းကမ်ဘောဒီးယားနယ်စပ်မှာလူပေါင်း၄သိန်းကျော်ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းထားရကြောင်းလဲထိုင်းမီဒီယာများကဖော်ပြပါတယ်။ ူတို့အတွက်အရှိတ်နေဆက်ပြင်းနေလေးခုဖြစ်တဲ့ဥပွန်ရက်တန်နေစူရင်ဘူရီယန်နဲ့စီစကတ်စတဲ့စခန်းလေးခုမှာယာယီခိုလုံနေရာများဖွင့်လှစ်ထားကြောင်းဆိုပါတယ်။ထိုင်းပညာရေးဝန်ကြီးဌာနဟာကျောင်းသားများနဲ့ဆရာဆရာမများရဲ့ဘေးကင်းရေးကိုတည်ကြစေရန်နေဆက်ပြင်းနေငါးခုဖြစ်တဲ့စူရင်စီစကတ်ဥပွန်ရက်တန်နေဘူရီယန်နဲ့စကော့ပြည်နယ်မြန်မာရှိတဲ့ကျောင်းပေါင်း640ကျောင်းကိုလည်းယာယီပိတ်ထားဖို့ယမနေ့ဒီဇင်ဘာလ10ရက်နေ့မှာညွှန်ကြားထားပါတယ်။ ိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ဥပွန်ရက်စတန်ဒီပြည်နယ်အတွင်းရှိနေရာတွေကိုကမ်ဘောဒီးယားကဒီဇင်ဘာလ10ရက်နေ့မနက်အစောပိုင်းမှာစတင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်နှစ်နိုင်ငံနေဆက်တိုက်ပွဲများတကြောပြန်ဖြစ်ပွားလာရခြင်းဖြစ်ပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနေဆက်ဒေသမှာပြီးခဲ့တဲ့ဇူလိုင်လ24ရက်နေ့မှ28ရက်နေ့ထိနှစ်နိုင်ငံအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပါတယ်။အော်တိုဘာလကုန်ပိုင်းမှာလည်းအမေရိကန်နဲ့မလေးရှားနိုင်ငံအစိုးရတွေရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုကြောင့် နှစ်နိုင်ငံအပြစ်ခက်ရစေးသဘောတူစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ကြပါရခင်ဗျာဆက်လက်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီရင်တရင်သုံးသက်ထားပုံတွေကိုတင်ဆက်ပေးပါမယ်အကွက်ရွှေမာတော်တော်တာကောတရုတ်ကကြောက်ပြန်ရေရှောင်လွဲဖို့ဂျပန်နဲ့စစ်ကစားပြတယ်ဂျပန်ကတရုတ်အကြောင်းပြအခွင့်အရာတော့စင့်အာဂျီနိုင်ငံပြန်ဖြစ်လာအောင်အတကုံမောင်းတင်ဖြည့်ဆည်းနေတယ် US Trump ကမြန်မာကိုပွဲတယ်ပြီးတရုတ်နဲ့ဂျပန်ကိုခွာကင်ကစားနေတယ် ဂျပန်ကိုလက်နက်ရောင်းအကျိုးအမြတ်ထုတ်တယ်လို့တရုတ်ကိုကြားဖြတ်အရေးနဲ့ရိုက်ချပြီးနိုင်ငံရေးကစားကွက်အားရော့ကျသွားအောင် ဖန်တီးနေတယ်။နောက်စီးရေးအားလျော့သွားဖို့အတွက်ကြတော့ထိုင်ဝမ်စစ်အတွက် US ထရန့်ဟာဂျပန်ကိုသူ့အိတ်ဆောင်တဲ့ထည့်ပြီးရှေ့ကြားအတွင်တနည်း US လက်ခွဲတပ်အတွင်နဲ့တရုတ်ကိုငချင်းစီနဲ့ငချင်းပြန်ကြော်နေတယ်ဆိုတာသိပါ။တကယ်တော့ဒီလိုတွေဖြစ်လာတာကလည်းတရုတ်ဖန်တီးမှုတွေကြောင့်ပါပဲ။သူအစာပြုတ်ခဲ့တဲ့ကြားဖြတ် case ကနေမနိုင်မနှင်းတွေဖြစ်လာတော့စီးရေးအယောင်ပြ ဂျပန်ကိုရန်ရှာပြီးထွက်ပေါက်ရှာတယ်။နီပွန်ကအရင်လိုငိန်ကမ္ပဏီပဲပြန်တုံ့ပြန်ပြနေမှုမှာစစ်လက်နက်နဲ့အင်အားကြီးဖြစ်လာအောင်ပါတပါးတဲ့လှုပ်ဆောင်လာနေတော့တရုတ်ကိုရှူကိုပတ်ပြီးကစားပွဲမှားသွားတယ်ဆိုပြီးကုလမငိုတိုင်ပြောရတဲ့အဆင့်ထိဖြစ်လာပါတယ်။နောက်ဂျပန်အကြောင်းပြရုရှားနဲ့စီရီတောတိုင်ပင်းနေဆိုတာကလည်း for sure ပါတကယ်ကယူကရိန်းအတွက်ရုရှားကိုကူညီခွင့်မရမှုပိတ်ပင်အရေးယူခံထားမှုကိုကြော်လွားပြီး ဆပ်ပုတ်နိုင်ဖို့အတွက်အပြန်အလှန်စီရင်မိဖက်ဘာညာနဲ့ဟန်ပြလို့ထရမ့်ကိုတပတ်ရိုက်တာပါဒီအတွက်ယုံကြည်မှုရှိအောင်တော့စစ်ရှုံးနေပြီးသူများစီကစစ်သားလက်နက်အကူအညီတောင်းခံနေရတဲ့ရုရှားကတရုတ်ကိုထီရင်သူနဲ့တွေ့မယ်ဘာညာနဲ့လေတံထွက်ပြချင်းချောက်ဟန့်ပြနေတာကလည်းတရုတ်စီကလက်နက်အကူအညီရလို့ဖြစ်ပါတယ်ဒါရီအလုံးနိုင်ငံရေးကစားကွက်တွေဆိုတာသိပါဘာကြောင့်ဆိုတော့စစ်ရှုံးနေတဲ့ပူတင်ဟာငရှိစီကိုဒူးထောက်ကြိုးစို့ပြီးလက်နက်အကူအညီတောင်းနေချိန်မှာ တရုတ်ဟာဂျပန်နဲ့ဖြစ်လို့စီးရေးအရရုရှားပူတင်စီချက်ချင်းပြေးသွားပြီးအကူအညီတောင်းမယ်ဆိုရင်ငရှိဂုံတိတ်ခါရစရာ ရှိမှာမဟုတ်တော့ဘူးအဲ့ဒီတော့ဂျပန်ကိုအကြောင်းပြတရုတ်ကပူတင်ကိုလက်နက်ကူညီနိုင်ဖို့နဲ့ရုရှားကပါဟန်တာပေးရင်သူ့အတွက်ကစားပွဲပုံမြင်မယ်ပါဝါပူတက်လာမယ်ဆိုတဲ့သတင်းတွေနဲ့ထိုင်းဝမ်အကြောင်းပြစစ်ကစားနေမှုဟာတရုတ် CCP ရဲ့အရေးကြီးဆုံးဖြစ်တဲ့မြန်မာတွေက ကြားဖြန့်မူးယစ်လူကုန်ကူး ကလီဇာယောင်စသည်နဲ့ US ကပိတ်ပင်ထားတဲ့မအလောက်ကိုစီးရေးအရာအထောက်ကူပြီးနိုင်ငံရေးအရာပါဝင်ပတ်သက်ကစားနေမှုတွေအစုံရာဇဝတ်မှုပေါင်းများစွာကိုရှောင်လွှဲဖို့ဖန်တီးပုံဖော်နေတဲ့ကစားကွက်လိုပဲရှုမြင်ပါတယ်။ယခုနီပွန်တရုတ်အရာမကြခင်တရုတ်အိန္ဒိယတောင်ပင်လေအရေးတို့လိုငြိမ်ချပျောက်ွယ်သွားမှာပါ။တစ်ချက်ပေါ်အရင်အိန္ဒိယနဲ့စစ်ကစားပြတာကရုရှားစီကစီလက်နက်ဝယ်အောင်တစ်ဖက်လက်နဲ့တာကောကြီးကစွာပေးတာဖြစ်ပေမဲ့ ယခုတစ်ခေါက်တော့သူကြောင့်အိပ်ပျော်နေတဲ့စစ်ဘလူးကြီးထလာလို့တရုတ်သူ့ကွက်နဲ့သူပြန်ပိတ်နေပြီဆိုတာစကားပုံတစ်ခုရှိပါတယ်ပျက်စီးချိန်တန်လာရင်မိမိအပြုမှုလောက်ရကမိမိကိုပဲထိခိုက်ပျက်စီးစေတယ်ဆိုတာတီကြတာကတော့တရုတ်ရောမအလာရောထို့လောက်ရခြေလန်းတွေတူညီနေတယ်ဆိုတာပါပဲခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်း အကြပ်ဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။